ယခင်ကကရောယခုခေတ်မှာပါကိုဝင်မရနိုင်တဲ့အကြောင်းရင်းကို အမျိုးသမီးတွေကြောင်ပဲကျုမာရွင်းနဲ့ယူဆချက်တွေရှိတတ်ကြပါလေတကယ်တော့အမျိုးသားများရဲ့တုပ်ဖို့အရေးသွေးနဲ့အရေးအတွက်ကလည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါလေဒါဆိုရင်တင်းရဲ့တုပ်ဖို့တွေကိုတေးစေနိုင်တဲ့ဒါမှမဟုတ်အရေးသွေးကိုကြာဆင်းစေနိုင်တဲ့အစားအစာတွေကဘာတွေလဲဒီတစ်ခေါက်မှာအရေးကြီးဆုံးအချက်၅ချက်ကိုတိတိကျကျသိအောင်ပြောပြပေးသွားမှာပါ နံပါတ်၁အရက်အယ်ကိုဟောအရက်တောက်ချံကအသေးကိုထိခိုက်စေရမကပဲမျိုးပွားအင်္ဂါနေကိုပါ ထိခိုက်စေနိုင်ပါတယ်အရက်ဟာတုပ်ပိုရဲ့အပေါ်ရန်အခွန် membrane purport ကိုလိုအပ်တဲ့မျိုးဗီဇာတွေကိုအားနည်းစေလို့တုပ်ပိုအရေးအတွက်ကိုကြာဆင်းစေနိုင်ပါတယ်ဒါကြောင့်အရက်ကို ရှော့တောက်ပါဒါမှမဟုတ်ရှောင်ကျင်ပါနံပါတ်၂တာရှေကန်အောင်ဗျူးလုပ်ထားသောအစားအစာများ processed and canned foods ဒီအစားအစာတွေမှာပါဝင်တတ်တဲ့ BPA, Bisphenol A, ဓာတု PC ဟာသူ့ပေါ်နယ်ပါမှုကို23ညကိုင်းလုံးအထိ ဖြစ်စေနိုင်တယ်လို့လေ့လာမှုတွေကဆိုပါတယ်။နံပါတ်3ကဖိန်းဓာတ်ပါဝင်သော အချိုရည်များညင်ဆိုတာများ Caffeine and Soda Coffee စွာပြည့်အချိုရည် Energy Drinks နဲ့ဆိုဒါတွေကိုအလွန်ကျွံတောက်တုံတာနာရေရှည်မှာသူ့ပိုးနှဲပါစေနိုင်ပါတယ်။နံပါတ်4 အသင်စားစားစာများ fast food အစီအဓာတ်များတဲ့ fast food တွေကိုလွန်ကဲစွာစားသုံးမယ်ဆိုရင်တုပ်ပိုး96ရာခိုင်နှုန်းအထိညော့နေသွားနိုင်ပါတယ်နံပါတ်5ဘဲနစ်ဘဲမှပြုလုပ်သောဆက်ဆက်အစားအစာများ soy products အထူးသဖြင့် estrogen ဟော်မုန်းများစွာပါဝင်တဲ့ဘဲမျိုးစားတွေကမျိုးအောင်ခြင်းကိုအနှောက်အယှက်ဖြစ်စေနိုင်ပါတယ်ဒါဆိုရင်ကိုယ်ယူဖို့ကျူးလာနေတဲ့အမျိုးသားတွေအနေနဲ့ဘလို့အာဟာရဓာတ်တွေကိုစားသုံးပေးသင့်လဲ သင်ရဲ့မျိုးပွားစွမ်းအားကိုမြင့်တင်ဖို့အတွက်ဗီတာမင် E နဲ့ဆီလီနီယမ်ပါဝင်တဲ့အစာအစာတွေကိုစားသုံးပေးပါထက်ဆောင်အကြံပြုချက်အနေနဲ့ Zinc ဓာတ်များတဲ့ကမကောင် အမဲသားပဲအမျိုးမျိုးနဲ့ Folic acid ပါတဲ့ဟင်းနုနွယ်ပဲနီလေးတွေကိုလည်းနေ့စဉ်စားသုံးပေးခြင်းဖြင့်သူ့ပိုးအရည်အသွေးကိုမြင့်တင်ဖိနိုင်ပါတယ်ဒီအချက်တွေကိုသတိထားဆင်ခြင်လိုက်နာခြင်းအပြင်အမျိုးသားတွေရဲ့မျိုးအောင်စွမ်းရည်ကိုမြင့်တင်ပြီးသားသမီးရရှိဖို့ကိုအထောက်အကူပြုနိုင်ပါတယ် အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့မိသားစုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်ဒီဗီဒီယိုကိုကြည့်ပြီးအကျိုးတစုံတရာရခဲ့တယ်ဆိုရင် like and share လေးလုပ်ခဲ့ပေးပါ နောက်ထပ်ဗီဒီယိုတွေကြည့်ရှုဖို့အတွက် subscribe လုပ်ဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်